ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ မာကျောတဲ့နှလုံးသားဇလန်းမြီပိုင်းတလေးကိုနားဆင်ခံစားကြည့်ကြပါဦးနော်ဇလန်းလေးမစတင်ခင်မှာတော့ VPN လေးခွင့်ပြီးကြည့်ရှုပေးကြပါခင်ဗျာငိုးရတဲ့ညတညမှာဆင်းရဲတဲ့မိသားစုတစုကယောက်ျားဖြစ်သူကနိုင်ငံသားမှလှုပ်ထွက်လို့ဖို့ဆုံးဖြတ်လိုက်ရဲ့ငါတို့ရှေ့ရရှိသေးတယ်ဒီလိုဆင်းဆင်းရဲရဲဆက်နေသွားလို့မရဘူးကျမတို့သားအရန်ငယ်သေးရဲ့လေကျမနဲ့သားကိုဒီတိုင်းထားခဲ့တော့မှလား ပြန်လာမယ်လို့ကိုကတိပေးပါတယ်။အချိန်တစ်နှစ်ပဲတောင်းဆိုတာပါ။အဲနောက်ကိုတို့ဘွားကဒီလိုဖြစ်တော့မှာမဟုတ်ဘူး။တကယ်လို့ကျမတို့ကူဖြစ်သွားရင်ကောတာလီကဘယ်သူနဲ့နေရမှာလဲ။ကျမတို့မရှိပဲသူမနေနိုင်ဘူးလေ။မင်းကကိုတင်ထားရတဲ့တာမာမယ်လို့မျှော်လင့်ပါလေ။ကိုသွားတော့မယ်နော်မိမ။ကြောင်နိုင်ကတော့တိုးဝေမနေတော့ပဲ။သူ့ဆုံးဖြတ်ချက်အတိုင်းအိမ်ထဲကနေထွက်သွားလိုက်ပါလေ။ဘိုးဆဲတဲ့ညမှာပဲသူတို့လင်မယားနှစ်ယောက်ကခွဲခွာခဲ့ရတာပေါ့။ ဒီလိုနဲ့နှစ်နှစ်လောက်ကြာတော့လှလကလည်းသူ့ယောက်ျားကိုပြောဘူးသလိုတကယ်နီးမကောင်းဖြစ်လာခဲ့တယ်။လှလရဲ့မိခင်ကြီးကလည်းအဝေးကနေသူ့ယောဂအခြေအနေကိုလာကြည့်ပါတယ်။နေရထိုင်ရတာအဆင်ပြေလားသမီး။တာလီကကျမတို့ရဲ့မျိုးဆက်လေးအမိသားကိုတေချာကူးဆိုင်ပေးပါနော်။နင်အဲ့လိုမပြောပါနဲ့။နင်သားကြည်ပင်းလာတာကိုမမြင်ချင်ဘူးလား။အဲ့နဲ့နဲ့တအားရွယ်ကားစပြီး တက်လာကလည်းသူ့သားကိုခွဲခွာသွားခဲ့တာကြော်ကြော်လဲသူ့အဖွားနဲ့ပဲကြီးပြင်းလာခဲ့ရတာပါမြေးလေးအမီးကငါမြေးလေးနှစ်နှစ်အရွယ်ကလေးကဆုံးပါသွားခဲ့တာနင်တို့အဖေလည်းမဆက်သေးလားဟုတ်အဖွားလည်းမြေးလေးရဲ့အမေကိုမြေးလေးကိုကောင်းကောင်းစောင့်ရှောက်ပေးမယ်လို့ခရီးပေးထားတာနင်ဘလောက်ပဲစိုးသွမ်းနေပါသေးနင်ကအဖွားရဲ့မျိုးဆက်ပဲလေစိုးသွမ်းနေဆိုတော့အဖွားဘသူ့ကိုပြောရလဲဒီကောင်လေးနဲ့တော့အဲ့တော့ကြော်ကြော်လဲသူ့မိသားစုအကြောင်းကိုအကုန်တိသွားခဲ့ပါတယ်ဒီလိုနဲ့နောက်တနေ့မှာတော့ မြေလေထားတော့လေဒီနေ့ចောင်းသွားမှာထားတော့အဖွားကလည်းစောစောစီးဘာလို့နှိုးရလဲဒီနေ့ចောင်းပိတ်တယ်လေဘာလို့ចောင်းပိတ်မှာဒီနေ့ကတင်းင်းလာလေထားကြည့်စမ်းအဖွားထမင်းတော်ခူးထားပေးပြီအာအဖွားကလည်းတကယ်ပဲဒီနေ့ကတင်းင်းလာဆိုတော့မနီးကဘာနေလဲတင်းင်းကနေဒါဆိုမနှက်ပြန်ရောအင်္ဂါနေ့လေဟုတ်ပါပြီဒါဆိုသွားခိုင်းနေသွားပါမယ် ေးအေးမြင်မြန်ထနေပင်ထိုးနေပြီဟုတ်ပါပြီဖွားရဲ့ตาမျက်နှာသွားတဲ့သွားတိုက်ပြီးလာခဲ့မယ်ဒီလုံနဲ့ကြော်ကြော်လေးမျက်နှာတဲ့သွားတိုက်ရေမိုးချိုးပြီးမနှက်စာစားကตาမန်ကလေးတွေလိုจ้องသွားတက်ရတာပါမြေလေးจ้องတက်တော့မယ်မြင်မြန်လို့လာပြီဖွားမြင်မြန်သွားဆ iam မရိုက်တော့မယ်ဟုတ်သွားတော့မယ်ဖွားကြောကြောကကြောင်းသွားတော့မယ်ဆိုအမြဲတမ်းလေးကွာဆောင်သွားလိရှိပါတယ်။လမ်းသွားရင်လည်းတိတ်မပြေးနဲ့တော့ခွေးကြိုက်လိမ့်မယ်။တခါကြုံမှုသွားပြီကျွန်တော်ထပ်မပြေးတော့ပါဘူး။ ွေးရရမ်းဆိုးတယ်အေးပါမြည်ရဲ့ကျော်ကျော်ကအဖေမေမရှိပေမဲ့သူ့အဖွားကကြောင်းထားပေးနိုင်တော့ဝမ်းသာနေရပါတယ်ကျော်ကျော်နင်ဘာလို့လောက်နောက်ကျနေရလဲအခုငါရောက်နေပြီလေနင်ကလည်းအဲ့ဟာထားလိုက်ဒီနေ့လဲဟင်းဘသူပါလာလဲမောင်မောင်နင်ကဘယ်တော့မှဟင်းမပါလာဘူးအမြဲတမ်းကောင်းချင်းပဲပါတာဟဲ့ကောင်းချင်းပေါင်းကအားရှိတယ်ဒီနေ့ရောက်ကတော့ကျော်ကျော်ရဲ့တငယ်ချင်းနှစ်ယောက်ဖြစ်ပြီးတယောက်ကမောင်မောင်ဖြစ်ပြီးတယောက်ကကွာတို့လို့အမည်ရပါတယ် သူတို့၃ယောက်က A တူပူများနဲ့ပေါင်းသိန်းတဲ့တငယ်ချင်းတွေပါပြီးတော့သူတို့၃ယောက်ကအမြဲလိုလိုကြောင်းနောက်ကြပါသေးတယ်ဟင်ဒုက္ခပဲဒီနေ့တော့တိတ်ပြီကြွတော့ကြောင်းကြောင်းနောက်ကြတာငါ့ဟုပဲပြောမနေနဲ့အားလုံးပဲနိုင်ငံတော်အလံကိုလေးပြုမယ်လေးပြုဒီနေ့ဆရာမောင်မှာသတင်းစိုးပြောစရာရှိတယ်ဟင်ဘာသတင်းများလဲဟာမြေကြီးဘာသတင်းစိုးများလဲဆရာမငါတို့ကျောင်းကဆက်ပွင့်လို့မရတော့ ကျောင်းပိတ်ရတော့မယ်။ဟင်။ကျောင်းပိတ်တယ်ဆိုရင်ကျွန်တော်တို့ဘယ်ကျောင်းသွားတက်မှာလဲ။ကျောင်းသားတွေခဏတော့နားထောင်ပါ။ငါတို့ကျောင်းကိုထောက်ပံ့ပေးနေတဲ့လူကအချိန်နည်းကြောင့်ငါတို့ကျောင်းကိုဆက်မထောက်ပံ့ပေးနိုင်တော့ဘူးလေ။ဒီကျောင်းသာပိတ်ရရင်ကျွန်တော်တို့ကဘယ်နာကျောင်းသွားတက်ရအောင်။လူကြီးတွေကကလေးတို့ကိုမျိုးဘော်ကျောင်းကိုပို့ပေးမယ်ထင်တယ်။ဒါပေမဲ့ရွာနဲ့တော့ဝေးမှာပေါ့။ဒါဆိုစိုးစိုးထားရမှာပေါ့။ဒီလိုသာဆိုရင်အပွားကိုထမင်းပေါင်းကူလို့မရတော့ဘူးပေါ့ကားအထူဘူးရောရှိမှလားဆရာမလည်းမသိဘူးကိုယ်စီစဉ်တဲ့ကိုသွားရမယ်ထင်တယ် ငါထင်ဦးနီရဲ့သုံးမိတ်နဲ့ပဲသွားမယ်ထင်တယ်။ယူးမြနေလာလမ်းလျှောက်သွားတာကမှဦးနီသုံးမိတ်ထက်မြန်နေဦးမယ်။ကလေးတို့စိတ်ညစ်နေတယ်ဆိုတာဆီယမ်မသိပါတယ်။ဆီယမ်မလည်းစိတ်ညစ်နေတာပါပဲ။ဒါဘလို့ဖြစ်ရလဲ။ဒီကြောင့်ဟောင်းနှွမ်းပျက်စီးနေပေမဲ့ငါတငယ်ချင်းလေးနဲ့ဆုံရတာငါဘွားနဲ့ဒီရမှာ၃လနှစ်လောက်တူတူနေလာတာလေ။အားလုံးလဲကြောင်းပြောင်းရတဲ့အတွက်စိတ်ညစ်နေကြတာပေါ့။အမလေးပူလိုက်တာ ခုဒီလေအိမ်ပြန်မရောက်နိုင်သေးဘူးမောလိုက်တာပုံမှန်ဦးနီရကလာပြီဟာ သူတို့ပြောသူလန့်သွားနေအောင်တကယ်ကြားသွားပြီဟာငါကားကလည်းဘာဖြစ်ပြန်ပြီလဲဟာကလေးတို့ခဏလောက်အောင်ဆက်သွားလို့မရတော့ဘူးပြက်ပြီဆိုမစည်းလဲငါတို့ပဲတွန်းရတယ်အကားများမနေနဲ့မြန်မြန်လားဒီကောင်တွေကလည်းငါ့ကိုတော့မခေါ်ဘူးအာရတော့မှလားဦးလေးကျွန်တော်မောလာပြီအာသွားမြန်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 တက်တက်ရပြီကလေးတို့ဦးလေးကဘာလို့ဒီလောက်တောင်အောင်ခိုးထွက်နေရလဲမသိရင်မီးလောင်နေတဲ့အတိုင်း မေးလဲမေးတတ်တယ်ငါတူရဲ့ငါကမောင်းမဲမောင်းတာမမြင်ဘူးဟာကူလေးကလည်းအဲ့လိုတော့မလုံးနဲ့လေနင်းနေပါပါပြင်ဦးမှာပေါ့လမ်းမှာတော့ရရင်ဦးလေးဘလို့ဆက်ပြန်နှိုးရတယ်ပြောပြပါဦးဒါတော့မခက်ပါဘူးတယောက်တည်းဆိုတောင်ပေါ်ကနေလိမ့်ချရလေကလေးတို့ရှိလို့သာတွန်းခိုင်းနေရဦးလေးကတကယ်ကောင်းပါတာပဲပြင်လိုက်တော့ဘာဖြစ်မှာစီးလိဖို့တော့မရှိပါဘူးဆိုငါ့ကိုကားပြင်ခိုင်းနေပြီငါတို့နင်းနီနာနာမှာကြောင်းရှင်ငါတို့ဘလို့လုံးကြမယ်မင်းကဘလို့စဉ်းစားတာ ငါပြောချင်တာကဒီလိုနေတိုင်းကီလို100လောက်ကားစီးသွားရင်လုံးဝအဆင်မပြေတော့ဘူး။ဟုတ်သားပဲဒီနေ့တော့တော်တော်ဒုက္ခရောက်။မျိုးပုံမှာတော့ငါပြင်ရှိခဲ့။တခြားနေရာမှာကြောင်းသွားတက်ရမယ်ဆိုရင်ငါပြင်နေပဲသွားနေရမယ်ထင်တယ်။သူ့မှာအဖေရှိရလား။ဟုတ်သားငါတခါမှမမြင်ဘူး။ကလေးတွေချင်းချင်းလဲကြောင်းပြောင်းရမယ်ကိစ္စစဉ်းစားကြရင်စိတ်ညစ်နေကြပါလေ။ရှစ်ဆက်ဘာတွေဆက်ဖြစ်သွားမလဲဆိုတာအပိုင်းတွေကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။ အပိုင်းတွေကိုလွယ်လွယ်ကူကူကြည့်ရှုနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးသွားကြပါဦးခင်ဗျာ။